အားလုံးမင်္ဂလာပါတာရဝိုင်နေတူ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလက်တော်ကာလာတွင်ကျွန်တော်ဒီမှာအမေးအများဆုံးမေးခွန်းတစ်ခုရှိပါတယ်တနင်္လာသာသမီနဲ့တောက်ကြသာသမီနဲ့ပေါင်းဖက်လို့အဆင်ပြေနိုင်မလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းလေးကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကနေပဲအားလုံးကိုပြန်ပြီးတော့မှအဖြေပေးသွားမှာဖြစ်ပါတယ်ဆိုတော့တနင်္လာသာသမီတွေတောက်ကြသာသမီတွေဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားတင်တယ်ဆိုတော့မိတ်ဆွေတို့အတွက်ဒီဗီဒီယိုကိုကြည့်လိုက်လို့အကျိုးရောက်သွားမှထင်ပါမပါနိုင်ပါဘူးဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အတွက်မြင်တာရက်ခံပါတယ် โอเคဆိုတော့တနင်္လာနေ့တောက်ကြနေ့သဘောတရားတနင်္လာနေ့တောက်ကြနေ့ကမြန်မာပြည်မှာဆိုရင်ကဓမ္မတောင်းရဲ့အင်ဝါရသာဆိုတဲ့သဘောတရားအတိုင်းပဲတောကဆိုတဲ့တက်ကကြတယ်ဆိုတော့တနင်္လာနေ့တောက်ကြတယ်ဘောင်းဖက်လို့အဆင်ပြေနိုင်မလားဆိုတဲ့မေးခွန်းအထွက်ကတော့ပြောရတာနည်းနည်းရှုပ်တယ်အတိအကျကိုပြောရမယ်ဆိုတော့ပြည်ရလို့ပဲပြောရမှာဘာကြောင့်လဲဆိုတော့နေ့နဲ့နေ့ဆိုတာကပြည့်ညက်ချက်တွေဖြစ်ပါတယ်ဆိုတော့တချို့သူတွေကကျွန်တော်ပြန်ပြောကောင်းပြောလိမ့်မယ် ပညာချက်တွေကိုယူမှာလားလူကိုယူမှာလားဘောင်ကိုယူမှာလားမူကိုယူမှာလားဆိုပြီးမှပြန်ပြောတာမျိုးတွေရှိကောင်းရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ကမြန်မာလူမျိုးတွေဖြစ်တဲ့ဆိုတဲ့အနေထားမှာရှေးထုံးကိုလည်းမပယ်ကောင်းဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတကာလည်းတရောင်းတနေရာနေပြန်ပြီးတော့မှအရေးပါတယ်။ဆိုတော့မေကုန်းကြီးကိုတိုက်ရိုက်ကြီးပြန်ဖိရမယ်ဆိုရင်တော့တနေရာသားသမီးနဲ့တောက်ကြသားသမီးနဲ့အိမ်အောင်ပြုလို့ရမလားဆိုကျွန်တော်တို့ကရတယ်လို့ပဲပြောရမှာ။ဒါပေမဲ့တတိထားမယ့်ချက်တွေကပုံများတယ်။ပြီးတော့နှစ်ယောက်သားကြားထဲမှာကြုံလာမယ့်ပြဿနာလေးတွေကများတတ်တယ်။ဒီအတွက်ကြောင့်အနောက်ရှက်တွေပြဿနာတွေကိုအရန်ကိုဖြေရှင်းပြီးတော့မှအခက်အခဲလေးတွေကျော်လွှားပြီးတော့မှအဆင်ပြေနိုင်ချေများမယ် တဲ့သဘောတရားတွေမှာကိန်းအောင်းနေမှာဖြစ်ပါတယ်။နားလည်အောင်လေးရှင်းပြရမယ်ဆိုလို့ရှိရင်ကတနေ့နာနဲ့တောက်ကြတဲ့သဘောတရားကတောကဆိုတဲ့ဓာတ်ကကြတာဖြစ်တဲ့တွေ့ကြောင်သူကအိမ်အောင်ပြုတ်ကိုခတ်ခဲ့တယ်။ပေါင်းဖတ်ဖို့တော့ခတ်ခဲ့တာ။ဒီတွေ့ကြောင်နံပါတ်၁သတိထားမှာကအိမ်အောင်ပြုတ်ကနေရင်သတိထားမှာဖြစ်ပါတယ်။အိမ်အောင်ပြုတ်ကိုကြိုးစားမယ်ပေါင်းဖတ်ဖို့ကြိုးစားမယ်ဆိုရင်နှစ်ယောက်သားကြားမှာပြဿနာလေးတွေများလာတတ်မှာဖြစ်ပြီးတော့မှအိမ်အောင်ပြုတ်လိုက်တဲ့အခါမျိုးတွေမှာအခက်အခဲလေးတွေကြုံလာတာမျိုးတွေကြုံရတတ်တယ်။ဒီတွေ့ကြောင်အိမ်အောင်ပြုတ်ကနေရင်သတိထားမှာဖြစ်ပါတယ်။ပေါင်းဖတ်ဖို့အတွက်နှစ်ယောက်သားစကားတွေပြောရမယ်ဆိုရင်သတိထားမှာဖြစ်ပါတယ်။ဟေးဒီန င်းကနဲ့ဘယ်ချိန်မှအိမ်အောင်ပြုရမလဲအဲ့လိုလေတိုင်ပင်လိုက်ပြီဆိုတာနဲ့နှစ်ယောက်သားအကြားထဲမှာပြဿနာလေးတွေမရလာတဲ့သဘောတရားလေးတွေရောက်ရှိနေတတ်တယ်။အော်ဟိနေနေကနဲ့လက်မထက်သေးဘူးဆိုတော့နောက်မှဆေးသက်ထားရအောင်လေးလို့တိုင်ပင်လိုက်တာနဲ့နှစ်ယောက်သားပြဿနာလေးထားတတ်တယ်။ဒီအတွဲကြောင့်တတင်းနာသားသမီးနဲ့တောက်ကြသားသမီးနဲ့ပေါင်းဖတ်ဖို့ကြိုးစားရဆိုတဲ့အနေထားမှာနံပါတ်1အိမ်အောင်ပြုကနေပြဿနာများရပါတယ်။ပေါင်းဖတ်ဖို့စကားလေးတွေပြောမိတာနဲ့ပြဿနာလေးတွေမရတာမျိုးတွေဒီကြုံလာတတ်တာဖြစ်ပါတယ်။โอเคဆိုတော့ဒုတိယအချက်ကိုဆက်ပြီးတော့ပြောရအောင်ဒုတိယအချက်အနေနဲ့ကကျတော့နှစ်ယောက်စလုံးရဲ့စိတ်ခံစားမှု ဘိုင်းဆိုင်ရာမှာသတိထားပေးရမှာဖြစ်ပါတယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာအပြင်သတိထားပေးရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တောက်ပြသားသမီးရဲ့သဘောတရားကအတွေးများတယ်တခုဆိုရင်တွေးတဲ့ပုံစံလေးကဟိုများတတ်ပြီးတော့မှအတွေးများတယ်ဆိုတဲ့သဘောထဲမှာပို့သွားတယ်ဆိုတော့မိန်းကလေးတွေမှာဆိုပို့တည်တာတောက်ပြသားသမီးမိန်းကလေးတွေမှာဆိုရင် အတွေ့အပိုများတယ်ဆိုတဲ့သဘောရကပို့ပြီးတော့မှဟိုနှက်ဆိုင်သွားလေးနဲ့မှုရှိဆိုတော့ဟိုတခုခုဆိုရင်အများကြီးပဲတွေးလိုက်တာမျိုးတဆုံးတွေးချလိုက်တာမျိုးကြီးဖြစ်တတ်တယ်ဆိုတော့ကိုယ့်ဘက်မှာကိုယ့်ရဲ့ကောင်းလေးကတခုခုပြဿနာလေးဖြစ်လို့မို့လို့ तू ကပြဿနာလေးတခုခုဖြစ်ပြီပဲဆိုပါဆိုအဲဆိုတော့တောက်ပြတာသမီးကောင်းပါလေးကအဲ့တတင်းလာသမီးပုံမှာအများကြီးပဲတွေးချလိုက်ပြီးတော့မှအလိုထင်ရမြင်ရလွတ်ပြောနေရဆိုတဲ့အနေထားမှာတတင်းလာကစိတ်ချင်းကျက်တလို့မျိုးကြီးဖြစ်သွားတယ်ဒီအတွက်ကြောင့်တောက်ပြတာသမီး main ကလေးတွေဆိုရင်လုံးဝတတိထားမှာဖြစ်ပြီးတော့မှကိုယ့်ရဲ့ emotion ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအဖြစ်ထိန်းချုပ်ဖို့လိုအပ်နေမယ်ဆိုတဲ့သဘောတရားတွေများစွာကဲယောင်းနေ ်မှာဖြစ်ပါတယ်ဒီအတွက်ကြောင့်နှစ်ယောက်သားအကြားထဲမှာစိတ်ပိုင်းဆိုင်ရာကွဲလွဲမှုရှိတတ်တယ်အဲ့လိုစိတ်အလိုမကျတာမျိုးဖြစ်တတ်တယ်အဲ့လိုတရားရောင်းနေဗျာငါနေပုံမှာစိတ်သိပ်ပြီးတော့မှဘယ်လိုပြောရမလဲဟိုနင်းနင်းရဲ့စိတ်တက်ကိုသဘောမကျဘူးလို့သုံးလို့ရှိရင်နင်းရဲ့ဟိုစိတ်ပိုင်းဆိုင်ရာကိုသိပ်သဘောမကျဘူးရဲ့လို့တော့အဲ့လိုထုတ်ပြောမှမျိုးတော့မဟုတ်ဘူးဗျာအဲ့လိုစိတ်ထဲမှာမနေနဲ့လိထားမဲ့အရာတခုပေါ့ဒီအတွက်ကြောင့်တရင်းနာသားသမီးနဲ့တောက်ကြသားသမီးနဲ့ပေါင်းဖက်မယ်ဆိုရင်အနေထားမှာနှစ်ယောက်သားအကြာစိတ်ပိုင်းဆိုင်ရာကွဲလွဲချက်တွေရှိတတ်တယ်ကိုကိုရိုင်းကကော်ပီတောက်မယ်ဆိုရင် ကိုယ်ကောင်လေးကလက်ဖက်တောက်ချင်တာမျိုးဒီလိုသဘောတရားလေးလည်းဖြစ်တတ်တယ်ဆိုရင်အနေထားမှာရံဖြစ်ပြီဆိုရင်ညှိရနိုင်တာခက်ခဲတယ်နင်းနင်းထင်ရတွေကိုပဲဆွတ်ပြောမနေနဲ့အကျိုးကြောင့်လေ့လာကြည့်အောင်စသဖြင့်အဲ့လိုစကားတွေကခဏခဏကြားတတ်တယ်ဆိုရင်သဘောတရားရှိတယ်ဒီအတွက်ကြောင့်နမနစ်သတိထားရမယ့်ကိစ္စတစ်ခုအနေနဲ့ကနှစ်ယောက်သားအကြားထဲမှာစိတ်ပိုင်းဆိုင်ရာကွဲလွဲချက်ရှိတတ်တယ်အဲ့ဒါကလုံးဝအရေးကြီးဆုံးသတိထားမယ့်အချက်တစ်ခုအနေနဲ့ရက်တည်နေမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့လေ့လာကြည့်ရမယ်ဆိုလို့ရှိရင်ကဒီတနင်္လာနေ့တောက်ကြရဲ့သဘောတရားအကြဆိုရင်နှစ်ယောက်သားရဲ့အကြမှာကအသက်အရွယ်ပိုင်းဆိုင် င်ရာအားဖြင့်အသက်အရွယ်မတိမ်မြင်းလေးဖြစ်မယ်ဆိုပို့ပြီးတော့မကောင်းမွန်တာလေးတွေ့ရတယ်ဆိုတော့ညှို့လို့နိုင်လို့လွယ်ကူသွားမယ်ဆိုတော့သဘောတရားလေးကိအောင်တာဖြစ်တဲ့အတွက်ကြောင့်အသက်အရွယ်မတိမ်မြင်းလေးတွေတွေ့တာပူကောင်းမယ်ဆိုတော့တနေ့နာသာသမီဥမာအသက်21တောက်ကြသာသမီအသက်က20 21အဲ့လောက်လေးမှဆိုအဆင်ပြေတယ်ဆိုတော့အသက်တွေရိုင်းကွာပြီဆိုတာနဲ့အမြင်အနေနဲ့ကွာဟသွားမယ်ဆိုတော့အနေထားမှာအဆင်မပြေရမျိုးတွေကပူများနိုင်ခြင်းမြင်ရမယ်ဆိုတဲ့သဘောထားမှရှိတယ်။တခုရှိရကတနေ့နာနဲ့တောက်ကြနဲ့တွေ့မယ်ဆိုရင်အချင်းကြိုက်တွေ့မှရပါ တယောက်အချောင်းကိုတယောက်ကနိုင်ပိုင်းအတွင်းသို့မဟုတ်လပိုင်းအတွင်းနားလေဘူးဆိုတာရအောင်ခက်ခဲတယ်အဒီအတွဲကြောင့်အဲ့လိုနှစ်တွေကြာပြီးပဲတွဲသွားမှာဆိုပူကောင်းတယ်ဆိုတော့ဥမာနှစ်နှစ်သုံးနှစ်အဲတော့နေသုံးနှစ်လေးနှစ်တော့ပေါ့နော်ဆိုတော့သုံးနှစ်လေးနှစ်အလားအလောက်တွေသွားပြီးပြီဆိုလို့ရှိရင်ပူပြီးတော့မှအဆင်ပြေနိုင်ကြီးများမယ်အဲ့လိုအချိန်လေးကြာကြာလေးတွဲနေနေမှာသူကလည်းသူဆင်ပြေသွားတာမျိုးအဲ့အဲ့လိုလေးကပူကောင်းတယ်အဲ့နောက်တစ်ခုကတရင်းနဲ့တောက်ကြတဲ့ဘော်ဒီယားကတယောက်တော့နဲ့ကွဲပြားချမ်းသာနေတဲ့လေးကပူပြီးမှအဆင်ပြေတယ်ဥမာကိုသူကလည်း အဲသူလို့သူလို့သူလို့တာမျိုးကိုယ်ကလည်းကိုယ်လို့သူကိုယ်လို့တာမျိုးအဲ့လိုလေးတွေမှာစပူကောင်းတယ်ဆိုတော့တရားရောင်းနိုင်ကအဲ့လိုမျိုးဟိုကိုယ်လဲတဲ့အချက်ကိုယ်လွဲတဲ့အချက်လေးတွေဂျားရဲရနေပဲပြန်ပြီးတော့မှပေါင်းဖတ်ထားတာအဲဒီလိုလေးတွေမှာစပူအစ်စ်ပြေးတယ်အဲ့လိုမျိုးတရားရောင်းနိုင်တယ်မလားအဲအလုတ်ကိစ္စမှာလည်းနှစ်ယောက်တူတူလဲလုတ်တယ် အဲပြီးလို့ရှိရင်နှစ်ယောက်တူတူဆက်တူလုပ်ကြတယ်အဲပြီးလို့ရှိရင်အိမ်တော်ကလည်းပြုထားတယ်အဲ့လိုတွေမှဆိုပုံများတယ်အဲ့အလောက်ကရင်းနဲ့ပတ်သက်လို့မှာပါအိမ်တော်အိမ်တော်ရေးပိုင်းဆိုင်ရာအဆက်အသွယ်တွေဆက်နယ်တွေဖြစ်လာပြီးတော့မှပြဿနာတွေကပိုရှုပ်တတ်တယ်အဲ့ဒါတွေတစ်ချက်သတိထားမှဖြစ်ပါတယ်နောက်ဆုံးကတော့မိသားစုပိစာအဲမိသားစုကြီးဈာဝင်အစ်စ်မပြေဘူးဆရာကြီးကျမကောင်လေးကကျမရဲ့အမျိုးသားကကျမပြောတဲ့စကားကြီးတိတ်နားမရအောင်သူ့အမေဟိုမင်းမကြီးပြောရင်တော့ကောက်ကောက်ပေါင်ပါတော့လာဆိုတဲ့သဘောတရားဖြစ်တတ်တယ်အဲ့ဒါဆိုတော့အဲ့မိသားစုကိုလည်းနေနေဈာမွင်နေတယ်အဲ့ဒါဆိုရင်အားလုံးက perfect ပဲ ဆိုတော့တတိထားလက်ကိစ္စတွေရောများတယ်တော်တော်လေးကိုများဖြစ်ပါတယ်ကျွန်တော်ရှေ့ပြောသွားတဲ့အချက်လေး၃ချက်ကိုတော့အဓိကဟိုနားလိုက်ထားမယ်ဆိုပိုအဆင်ပြေတယ်ကျွန်တော်ရှေ့ပြောတဲ့အချက်လေး၃ချက်နဲ့ကိုက်ညီမယ်ဆိုရင်ပိုကောင်းတယ်တတိထားတဲ့နေထိုင်မှာပါနေတာဖြစ်ပါတယ်ဆိုတော့ဒိန်းနာနဲ့တောက်ကြနဲ့ပေါင်းဖတ်လို့ရမလားမေးဆိုရဲမေးခွန်းအတွက်ကတော့ရှေ့ပြောသွားတဲ့အချက်၃ချက်တတိထားနိုင်မယ်ဆိုရင်တော့ပေါင်းဖတ်လို့ရမှာဖြစ်ပါတယ်